အရှင်ဖေယလိန်တူချစ်ကြိုက်လို့ရပါသလားအရှင်ဖေယအကုသို့ရပါသလားမသိလို့ပါဖေယတဲ့အင်္ဂုတ္တရနိကေတိကနိပတ်ဒုတိယပါဏာတကဗျမနဝတ်ပါလောကတုံမှာဝိသမလောဘအာဓမရာဂမိစ္ဆာဓမ္မဆိုတဲ့ဣတရား၃ပါးပေါ်ပေါက်လာပြီဆိုရင်ယာတိဥတုတွေဖောက်လဲဖောက်ပြန်ဖြစ်ပြီးအငတ်ဘေးတွေဆိုက်၍တတဝါတွေတည်ကြည်ပျက်စီးကြလိမ့်မယ်လို့မြတ်စွာဘုရားကဟောကြားထားပါတယ် ဲ့ဒီအထဲမှာကြည့်လိုက်ပါ မိစ္ဆာဓမ္မဆိုတာပါပါတယ်မိစ္ဆာဓမ္မကိုပါဋိကဝက္ခအထကထာမှာယောက်ျားယောက်ျားချင်းမိန်းမမိန်းမချင်းလိင်တူချစ်ကြိုက်မှုလို့အဓိပ္ပာယ်ဖွင့်ပါတယ်မိစ္ဆာဓမ္မဆိုတဲ့ပုဂ္ဂိုလ်ကြည့်လိုက်ပါမိစ္ဆာနဲ့ဓမ္မနှစ်ခုပေါင်းဆက်ထားပါတယ်မိစ္ဆာတရာသည် မိစ္ဆာမှုသာပြရန်ဆိုတဲ့အတိုင်းမှန်မှန်ကန်ချင်းချွေရင်ချင်းဖောက်ပြန်ချင်းဆိုတဲ့အနက်ကိုဟောပါတယ် ဓမ္မတရာသည်တဘာဝအနတ်ကိုဟောပါတယ်မိစ္ဆာဓမ္မပေါင်းလိုက်တဲ့အခါမှာအမှန်ကန်ခြင်းချုပ်ရင်းခြင်းဖောက်ပြန်ခြင်းသဘောတရားလို့အဓိပ္ပာယ်ရပါတယ်ယောက်ျားယောက်ျားချင်းမိန်းမမိန်းမချင်းလိင်တူချစ်ကြိုက်ခြင်းဟာတဘာဝသဘောတရားအရာမဟုတ်ပဲမှားယွင်းစွာဖောက်ပြန်မှုဖြစ်တဲ့အတွက်ကြောင့်ယောက်ျားယောက်ျားချင်းမိန်းမမိန်းမချင်းလိင်တူချစ်ကြိုက်မှုဟာအကုသို့ပဲဖြစ်စေပါတယ်ကုသို့မဖြစ်စေပါဘူးเนาะဒါကြောင့်လိင်တူချစ်ကြိုက်လို့လည်းမရသလို တရားဟောကြံခံရကြည့်မယ်ဆိုရင်လည်းအကုသို့ဖြစ်ပါတယ်နော်နတ်ကိုယ်ပဲတာကိုတချို့ကတရဏဂုံပြတ်တယ်တချို့ကတရဏဂုံမပြတ်ဘူးလို့ပြောနေကြပါတယ်ဘယ်ဟာအမှန်လဲဖြေချပေးပါဆရာတော်တဲ့မတ်ပန်ရှင်ရဲ့မိခွန်းထဲမှာကိုယ်ပဲဆိုတဲ့စကားပါပါတယ်နော်ကိုယ်ပဲရင်တော့တရဏဂုံပြတ်ပါပြီဘာကြောင့်လဲဆိုရင် လောကမှာကိုယ်ပဲဆရာကဖရာတရားတန်ခါယရဏ၃ပါးပဲဖြစ်ပါတယ် ကြံတာတွေကကိုးကွယ်စရာမဟုတ်ပါဘူးเนาะကိုးကွယ်စရာမဟုတ်တာကိုကိုးကွယ်စရာအမှတ်နဲ့ကိုးကွယ်စည်းကမ်းမယ်ဆိုရင်တရဏဂုံပြတ်ပါတယ်ကိုးကွယ်တာမဟုတ်ဘဲနဲ့တမန်ဒါနပြုတဲ့အနေနဲ့ပူဇော်ပသတာမျိုးကတော့တရဏဂုံမပြတ်ပါဘူးလုံလဲလုံကောင်းပါတယ်မြတ်စွာဘုရားကိုတော်တိုင်ကလည်းပဲတမန်ဒါနပြုတဲ့အနေနဲ့ပူဇော်ပသတာမျိုးတွေလုံကောင်းကြောင်းဟောကြားထားတာရှိပါတယ်ဒီနေရာမှာပြောเสียရရှိတာတစ်ခုက တချို့ကပူဇော်ပသတာနဲ့ကိုးကွယ်တာကိုမကွဲဘူးဖြစ်နေပါတယ်။ကိုးကွယ်တဲ့အစဉ်ထိရောက်နေတာကိုပူဇော်ပသတယ်လို့ထင်နေကြပါတယ်။ဦးဇင်းရဲ့အတိတ်တယောက်ဆိုရင်နကိုးကွယ်ပါတယ်။သူကကိုးကွယ်တဲ့အစဉ်ရောက်နေတာကိုပူဇော်ပသတယ်လို့ပဲပြောနေပါတယ်။ဘာကြောင့်လဲဆိုရင် သူဟာဖျားမရှိခိုးပါဘူး။ဘာကြောင့်ဖျားမရှိခိုးတာလဲလို့စုံစမ်းကြည့်တဲ့အခါမှာသူကိုးကွယ်တဲ့နကဖျားရှိခိုးရင်မကြိုက်ဘူးလို့ပြောပါတယ်။ဒါကြောင့်သူဟာ ။နတ်ကိုပူဇော်ပတာတဲ့အဆင်မဟုတ်ပါဘူး။ဖျားထက်ကြော်လွန်ပြီးကိုးကွယ်တဲ့အဆင်ဖြစ်နေပါပြီ။အဲ့ဒီလိုကိုးကွယ်တာမျိုးကတော့တရဏဂုံပြတ်ပါတယ်နော်။လက်ရှိအတွင်38မင်းအပြင်38မင်းအများစုကအစိမ့်တွေတွေလို့ဖတ်မိပါတယ်ဖျား။ရှင်းပြပေးပါဖျား။တပည့်တော်ကတော့ယရနာ၃ပါးပဲစိတ်ထဲမှာရှိပါတယ်တဲ့။ပါထေယဝတ်အာတာနာတိယတုတ်ပါဠိတော်၌လာသောအိန္ဒနတ်ခေါ်တရားမင်းကနေစပြီ တေရိတကယခသေနာပတိနတ်အထိ38ပါသောနတ်တွေက အတွင်း38မင်းဖြစ်ပါတယ်။အဲ့ဒီနတ်တွေကတမ္မာဒေဝနတ်တွေပါ။နတ်စိမ့်တွေမဟုတ်ပါဘူးနော်။တချို့ကအတွင်း38မင်းကိုနတ်စိမ့်တွေလို့ထင်တတ်ကြပါတယ်။တမ္မာဒေဝနတ်တွေပါ။ဒါဆိုရင်နတ်စိမ့်ကဘယ်ဟာဖြစ်မလဲ။အပြင်38မင်းထဲမှာအိန္ဒနတ်ခေါ်တရားမင်းပြန်ပါလာတဲ့အတွက်အိန္ဒနတ်ကိုဖယ်ထားလိုက်ပြီး တိန်တွင်းမင်းမဟာခေရီကနေရွံပယင်နဲ့အထိ36ရောက်သောပုဂ္ဂိုလ်တို့သည်နတ်စိန်တွေဖြစ်ပါတယ်။သူတို့တွေကညာတော်အဖြစ်အသေးစိုးနဲ့တေးကြရတာပါ။ဒါကြောင့်အတွင်း38မင်းအပြင်38မင်းအားလုံးသည်နတ်စိန်တွေမဟုတ်ပါဘူး။အပြင်38မင်းထဲက36ရောက်သောပုဂ္ဂိုလ်တွေကသာနတ်စိန်တွေဖြစ်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။တရေတစီတွေဝင်ဘူးကနေရင်ဆိုရတဲ့ဂါထာပြောပြပါအောင်ဖေယား။ ခဏခဏဖြစ်နေလို့ပါဖရာ ပြောပြပါအောင်ဖရာတဲ့မြတ်စွာဘုရားဂိစကုတ်တောင်မှာတရင်သုံးတော်မူနေစဉ်နမင်းကြီးလေးပါမြတ်စွာဘုရားထံ ရောက်လာပြီးတော့ဘုန်းတော်အလွန်တရာကြီးမြတ်တော်မူသောမြတ်စွာဘုရားလောကမှာမြတ်စွာဘုရားကိုကြည်ညိုကြသောနတ်ယခဂန္ဓဗတို့လည်းရှိသလိုမြတ်စွာဘုရားကိုမကြည်ညိုကြပုံသောနတ်ယခဂန္ဓဗတို့သည်လည်းရှိပါတယ်ဘုရား အဆိုပါမြတ်စွာဘုရားကိုမကြည်ညိုကြသောနိုင်ယက္ခကန္တပါတို့သည်မြတ်စွာဘုရားအားကိုးကွယ်စည်းကပ်သည့်ဥပတကဥပတိကာမတို့ကိုအနှောက်အယှက်ပေးကြပါသည်ဘုရားထိုပုဂ္ဂိုလ်များအနှောက်အယှက်မပေးနိုင်အောင် အာဒါနာတိယတုတ်ကိုလျှောက်ထားပါမည်ဘုရားတတိတော်တို့လျှောက်ထားသောအာဒါနာတိယတုတ်ကိုဟောကြားတော်မူ၍လူတို့အားရွတ်စေတော်မူပါဘုရားဤအာဒါနာတိယတုတ်ကိုရွတ်သောပုဂ္ဂိုလ်တို့အားသောတန်သောနတ်ကန္တပယက္ခတို့မနှောက်ယှက်နိုင်အောင် မိတော်တို့ကကာကွယ်ဆောင်လျှောက်ပါမိဖုရားလို့လျှောက်ထားပါတယ်။ဒါကြောင့်တရားတစီတွေဝင်ဘူးခံရပြီဆိုရင် အာဒါနာတရားတုတ်ကိုရွတ်ပါနော်။ဆရာတော်ဖုရားစင်ခံမြင်ခံစင်တုတော်ကိုကိုယ်ပဲကြတော့ရင်တရဏဂုံပြတ်တယ်ဆိုတာဟုတ်ပါသလားဖုရားအလင်းပြပြီးတော်မူပါဖုရားတဲ့။တရဏဂုံတော့မပြတ်ပါဘူးနော်။ဘာကြောင့်လဲဆိုရင်ကိုယ်ပဲကြတော့တဲ့လူကဖုရားကိုပဲအာယုံပြုပြီးကိုယ်ပဲကြတော့လို့ပဲဖြစ်ပါတယ်။ဒါဆိုရင် ဒီတရိတ်ဆန်ရုပ်ထုတွေနဲ့ယောနောဘီထုလုပ်ထားတဲ့ဖျားစိတုတော်တွေဟာဘာကြောင့်ပေါ်ပေါက်လာရတာလဲလို့မိစရာအကြောင်းရှိပါတယ်။ခိုင်းစရာတချို့ရဲ့အစီရင်တွေကြောင့်ပေါ်ပေါက်လာရတာပါ။တရိတ်ဆန်ရုပ်ထုတွေကိုဖျားစိတုတော်နဲ့အတူယောနောဘီထုလုပ်တာမျိုးမလုပ်ကောင်းပါဘူးနော်။ဘာကြောင့်လဲဆိုရင်တရိတ်ဆန်ဆိုတာကတိအိဆာဆိုတဲ့ပုဂ္ဂလာတာပါ။တိဆိုတာကအိတ်ချင်းစားချင်းမိထုံမိဝဲချင်းကိုပြောတာပါ။ အိစာဆိုတာကအလိုရှိတာကို ပြောတာပါအိချင်းစားချင်းမေထုံမိဝဲချင်းသုံးခုကိုသာအလိုရှိတဲ့တတ္တဝါဖြစ်ပြီးလူတွေလိုကုသိုလ်အကုသိုလ်ကိုခွဲခြားမသိတဲ့တတ္တဝါဖြစ်တာကြောင့်တိအိစာတရိษံလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်အဲ့ဒီတရိษံတွေဟာလူတွေထက်ယုံနိုင်ပါတယ်လူတွေထက်တောင်မှယုံနိုင်တဲ့တရိษံကိုဖျားဆင်းတို့တော်နဲ့ရောနှော်ပြီးထုလုပ်တာမျိုးလုံးဝမလုပ်ကောင်းပါဘူးเนาะတခါတုန်းကလေဒီဆရာတော်ကြီးရဲ့ထံကို ထောင်းခံဖရာတဆူလာလှူပါတယ်အဲ့ဒီအခါမှာဆရာတော်ကြီးကထောင်းဆိုတာဟာတရိတ်ဆန်ဖြစ်တဲ့ဖရာယူပွားတော်နဲ့အတူထုလုပ်ပြီးကိုယ်ွယ်ပူဇော်တာမျိုးမလုပ်ကောင်းဘူးလို့မိန့်ကြားတော်မူပါတယ်ဒါကြောင့်စင်ကံမြင့်ခံဖရာကိုကိုယ်ွယ်လို့တရဏဂုံမပြတ်တော်လဲပဲစင်ဒီမြင့်တွေဆိုတာဟာတရိတ်ဆန်တွေဖြစ်တာကြောင့်ဖရာယူပွားတော်နဲ့အတူရောနှောပြီးထုလုပ်ပူဇော်တာမျိုးမလုပ်ကောင်းဘူးဆိုတာကိုတော့မှတ်သားထားရမှာဖြစ်ပါတယ် အရှင်ဖရာတပည့်တော်ပစ္စည်းခိုးတဲ့လူကိုသိနေပေမဲ့မမုန်းကျင်ပါဘူးတရားနဲ့ဘယ်လိုဖြေရမှာလဲဖရာတဲ့တခါတုန်းကလေဒီဆရာတော်ကြီးကအိမ်တအိမ်ကနေဆုံဖုံပေးပြီးပြန်အထွက်ဖနက်ချွတ်ထားတဲ့နေရာကိုကြည့်လိုက်တော့ဆရာတော်ကြီးရဲ့ဖနက်မတွေ့တော့ပါဘူးဖနက်ပြောင်းနေပါတယ်တခြားသောတန်ကားတွေကသူတို့ရဲ့ဖနက်ကိုစီးပြီးအသီးသီးပြန်ကြွသွားတော့လဲပဲဆရာတော်ကြီးကတော့သူဖနက်ချွတ်ထားတဲ့နေရာလေးကိုငေးကြည့်ပြီးမတက်ရက်နေပါတယ် ဆရာတော်ကြီးဖနှက်ပြောက်သွားတာကိုသိတဲ့တကားတယောက်ကဆရာတော်ကြီးထံရောက်လာပြီးဖနှက်ပြောက်သွားလို့စိတ်မကောင်းမဖြစ်ပါနဲ့ဖေဟာတတိတော်ဖနှက်အစ်စ်တရားလှူပါမယ်လို့ပြောပါတယ်အဲ့ဒီအခါမှာဆရာတော်ကြီးကဖနှက်ပြောက်သွားလို့စိတ်မကောင်းဖြစ်နေတာမဟုတ်ပါဘူးဘဝတစ်ခုမှာတုန်းကသူများဖနှက်ကိုခိုးခဲ့မိလို့ငါဖနှက်ပြန်ခိုးခံရတာပဲလို့တွေးမိပြီးရှက်နေတာပါလို့ပြန်မိန်ပါတယ်လောကမှာဘယ်အရာမှအကြောင်းမဲ့မဖြစ်ပါဘူးအကြောင်းကြောင့်အကျိုးဖြစ်တာပါ မတ်ပိုင်ရှင်ရဲ့ပစ္စည်းအခိုးခံရတယ်ဆိုတာကမတ်ပိုင်ရှင်ဟာဘဝတစ်ခုမှာတုန်းက သူများပစ္စည်းကိုခိုးခံပြီလို့ဖြစ်ပါလိမ့်မယ်ဘယ်လိုတရားနဲ့ဖြည့်သိမ်းရမလဲဆိုရင်ငါပစ္စည်းအခိုးခံရတယ်ဆိုတာဟာငါကဘဝတစ်ခုမှာတုန်းကသူများပစ္စည်းကိုခိုးခံပြီလို့ဖြစ်လိမ့်မယ်အခုငါပစ္စည်းကိုသူများခိုးပြီဆိုတော့ငါဝေကြွေကြည်ပြီလို့နှလုံးသွင်းပြီးဖြည့်သိမ်းလိုက်ပါနော်အရှင်ဖယား မြတ်စွာဘုရားကအရက်တော်ဘဏ္ဍတောင်ရှိပါတည်းအတိအကျသိကျင်လို့ပါဘုရားတဲ့အစတုန်းကတော့ကျန်းကန်ရဲ့အဆိုနဲ့ဆရာတော်ကြီးတွေရဲ့သုံးသက်ချက်နှစ်ခုပေါင်းပြီးတော့မြတ်စွာဘုရားဤအရက်တော်ပမာဏကိုဖြေမလို့ပါနော်အဲသူကအတိအကျဆိုတဲ့စကားလေးပါလာတဲ့အတွက်ကြောင့်ကျန်းကန်ရဲ့အဆိုနဲ့ပဲဖြေလိုက်ပါမယ်ဘုဒ္ဓဝင်မှာမြတ်စွာဘုရားဤအရက်တော်ကိုတောလပဟထုတ်ဗေဒလို့ဆိုပါတယ်တောလသဟထုတ်ဗေဒကိုပုတ်ခွဲရင် တောလတကတပုတ်ဟထကတပုတ်ဥပေဒကတပုတ်ဖြစ်ပါတယ်တောလတဆိုတာ16ဟထဆိုတာအတောင် ဥပေဒဆိုတာကအမြင့်မြတ်စွာဘုရားဤအရတော်သည်16တောင်အမြင့်ရှိတယ်လို့ဆိုပါတယ်ဒါကြောင့်ကျမ်းဂန်ရဲ့အဆိုအရအတိအကျပြောရမယ်ဆိုရင်တော့မြတ်စွာဘုရားဤအရတော်သည်16တောင်အမြင့်ရှိတယ်လို့ပဲပြောရမှာဖြစ်ပါတယ်နော်တော်တော်ရှည်မသွားဘူးလားနော်တဲ့ ဒီမန့်ကမြတ်စွာဘုရားဤအရက်တော်ကိုဖြည့်ထားတဲ့ပို့ထဲမှာလာမှန်ထားတာပါနော်ဘေးခွန်းကိုပြန်ပြီးကြည့်လိုက်ပါအတိအကျဖြေးပေးပါလို့မိထားတာဖြစ်ပါတယ်အတိအကျဖြေးပေးပါလို့မိထားခြင်းဟာပိဋကတ်ကျွမ်းကျင်တက်မြောက်တော်မူတဲ့ဆရာတော်ကြီးတွေရဲ့သုံးသက်ချက်မပါပဲကျမ်းဂန်အစိုးတစ်ခုတည်းကိုမိတဲ့သဘောဖြစ်ပါတယ်ဒါကြောင့်ဦးစင်းကကျမ်းဂန်အစိုးတစ်ခုတည်းကိုထောက်ပြီးမြတ်စွာဘုရားဤအရက်တော်သည်၁၆တောင်ရှိတယ်လို့ဖြေလိုက်ခြင်းဖြစ်တယ်နော် ဲ့ဒါကိုလည်းအဲ့ဒီမှာပြောပြထားပြီးသားပါအခုဒီမှာတော့ပိဋကတ်ကျွမ်းကျင်တော်မူတဲ့ဆရာတော်ကြီးတွေရဲ့သုံးသပ်ချက်ကိုပါထည့်ပြီးပြောပြပေးပါမယ်ဘုဒ္ဓဝင်မှာတောလတ္တဟထုတ်ဗေဒလို့ဆိုပါတယ်တောလတဟထုတ်ဗေဒဆိုတာမြတ်စွာဘုရားဤအရတော်သည်16တောင်ရှိတယ်လို့ဆိုလိုခြင်းဖြစ်တယ်။ပြီးဟိုဆရာတော်တွေကတော့ဟထတရာကိုမိုက်လို့ပြန်ပြီး16မိုက်6တောင်ရှိတယ်လို့ဆိုကြတယ်။ဂျူရီးယားဆရာတော်တွေနဲ့မဟာကန္တာယုံဆရာတော်ကြီးကတော့ မြတ်စွာဘုရား၏အရက်တော်ဟာတာမန်လူတွေရဲ့အရက်နဲ့သိပ်မကွာဘူးလို့မိန့်ကြပါတယ်။မဟာကန္တာယုံဆရာတော်ကြီးရဲ့မိန့်ကြားချက်ကပုံပြီးမှန်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုရင်မြတ်စွာဘုရား၏အရက်တော်သည်တာမန်လူတွေရဲ့အရက်ထက်အလွန်အကျွံမြင့်နေပါကဖြူလွန်ခြင်း၊မဲလွန်ခြင်း၊ပိန်လွန်ခြင်း၊ဝလွန်ခြင်း၊မြင့်လွန်ခြင်း၊နှိမ်လွန်ခြင်းဆိုတဲ့အပြစ်၆ပါးနဲ့ညှိနေပါလိမ့်မယ်။နောက်ပြီးရှင်ဟောင်းသူတေသနာကြောက်စာတွေမှာလည်းပဲမြတ်စွာဘုရားတည်င်းသုံးတဲ့ကြောင်းတကာအပေါဝါဟာ ယနေ့ခေတ်တကားအပေါဝတီထက်အလွန်အကျွံကြည့်မနေကြောင်းကျောင်းထဲမှာရှိတဲ့တပိတ်တွေကလည်းပဲယနေ့ခေတ်အသုံးပြုနေတဲ့တပိတ်တွေထက်အလွန်အကျွံကြည့်မနေကြောင်းပြဋ္ဌာန်းထားပါတယ်။ဒါကြောင့်မဟာကန္တာယုံဆရာတော်ကြီးရဲ့မင်းကြားချက်ကပုံပြီးမှန်ပါလိမ့်မယ်။ဒါဆိုရင်ဗုဒ္ဓဝင်မှာဆိုထားတဲ့16တောင်ဆိုတဲ့ဇာတ်ကားဟာမှန်မှန်ဘူးလို့ပြောကျင်တာလားလို့မိစရာအကြောင်းရှိပါတယ်။မဟုတ်ပါဘူး။အဲ့ဒါကိုမဟာကန္တာယုံဆရာတော်ကြီးကကိုတော်မြတ်ဤအယောင်တော်တို့သည်ထဝန်းကျင်နှင့်အထက်သို့ပြတ်တက်စေပြီး အရက်တော်နဲ့အယောင်တော်တို့သည်16000ခန့်ရှိတယ်ဟုထင်ရပြီသည်ဤအချက်ကိုဘုဒ္ဓဝင်ကဆိုလိုဟန်တူသည်လို့မင်ကြားတော်မူထားပါတယ်ဒါကြောင့်မြတ်စွာဘုရားကြီးအရက်တော်သည်တာမန်လူတွေရဲ့အရက်နဲ့တိတ်မကွာဘူးဆိုတာကိုတော့မှတ်သားထားရပါမယ်နော်